မသေးခင်စားဘူးသွားတဲ့နော်မနက်စာများနံပါတ်1အနေနဲ့ကတော့မက်ဆီကိုမနက်စာပဲဖြစ်ပါတယ်ဒီမနက်စာကတော့အရသမားတွေအတွက်အကောင်းဆုံးမနက်စာလို့တော့ပြောလို့ရပါတယ်သူတို့ကတော့မနူတိုလို့ခေါ်တဲ့အမဲစပြုတ်တစ်မျိုးကိုစားကြတာပါဒီစပြုတ်ကအရင်နာကြခြင်းအတွက်အထူးကောင်းမွန်ပြီးတော့ဝါရဲ့ရသမားကြီးကိုကိုယ်တိုင်ဖန်တီးဖော်ဆက်ထားတဲ့စပြုတ်ဖြစ်ပါတယ်ဒီစပြုတ်ကိုအမဲကောင်အမဲချောင်းနဲ့အမဲဆိုင်ကိုအသုံးပြုပြီးတော့ချက်ပြုတ်ထားတာနောက်တစ်ကောင်လုံးနီးပါးထက်ချက်ထားတာဖြစ်လို့ကန်ကောင်းရင်နွားရုပ်လေးတောင် ပေါက်လာအောင်မှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့နေသာလန်မနက်စာပါ စပရင်ကယ်ဆိုတာကတော့ရေခဲမှုပေါ်ဖြူစားတဲ့ဒါမျိုးအဆိပ်လေးတွေကိုပြောတာပါဒါပေမဲ့နယ်သာလန်မှာဆိုရင်တော့ဒီအဆိပ်လေးတွေကသူတို့ရဲ့မနှက်စာဖြစ်ပါတယ်ဒီအဆိပ်လေးတွေကိုပမှုပမာဖြူပြီးတော့စားကြတာပါရေခဲမှုစားတိုင်းဒီအဆိပ်လေးရေပြီးစားတတ်တဲ့သူတွေကတော့ train ကြည့်ဖို့အကြံပေးကြပါတယ်အဲ့ဒီထဲမှာကျွန်တော်ကထိတ်ဆိုးရဆိုတော့ကျွန်တော်ကိုယ်တိုင်ပဲစားဆန်းကြည့်လိုက်ပါတယ်ဆန်းကြည့်ရဆိုးတော့မဆိုးဘူးကကျွန်တော်အစားတော့ကောင်းလေးကြောင်ပြီးရှောက်စားတယ်ကောင်းလေးမကြောင်သားတော့ကောင်း အချိုဘက်သွားတယ်ပါနော်ကလေးတွေဆိုကြိုက်အိမ်မှာကလေးတွေရှင်လှုပ်ကြွေးကြည့်ပါနော်ဖုန်းပြအားလုံးပါနံပါတ်3နေနေကတော့ပီရူးမနက်စာပါအဲပီရူးမှာကတော့မနက်စာကိုစားတယ်ဆိုတာတောက်တယ်လို့ပြောရင်ပုံမှန်မယ်လို့ထင်ပါတယ်အဲသူတို့ရဲ့မနက်စာကိုကတောက်ရတာမဟုတ်လို့ပါ ငါးနှစ်ကိုပြစ်နေအောင်ပြုတ်ထားပြီးတော့မှတမယာသီးလေးညစ်ပြီးတော့တောက်ရတာဖြစ်ပါတယ်။ဒီမနက်စာကပီရူးမာနာမည်အကြီးဆုံးဖြစ်ပြီးတော့ဒီကမွေးငါးလိုပဲလူကြိုက်များပါတယ်။ကြားတကောင်လုံးခွန်အားမျိုးကိုပေးစွမ်းနိုင်လို့ကြားနှုတ်လို့လည်းတင်စားပြီးခေါ်ဝေါ်ကြပါတယ်။တကယ်တော့ကျွန်တော်တို့စီကမွေးငါးဆိုတာလေဒါမျိုးနဲ့ခက်ဆင်ဆင်ပါ။မုတ်ဖတ်ထဲ့စားတာနဲ့ထဲ့မစားတာပဲကွာတာဖြစ်ပါတယ်။မွေးငါးကတော့ကြားနှုတ်လို့အားရှိလားမရှိလားတော့မသိပေမဲ့သွေးတော့တော်တော်လေးတိုးတယ်မနက်စာပါ။နံပါတ်၄နေနေကတော့ဘောလကံမနက်စာပါ။ အသေးရပဲစားခြင်းမှလည်းဆိုရဲတတလို့တမားတွေအတွက်လည်းဘောလကန်မနက်စာလေးနဲ့ထပ်ပြီးမိတ်ဆက်ပေးခြင်းပါလေဒီမနက်စာကတော့မနက်စာထမပြင်နိုင်တဲ့သူတွေအတွက်လည်းနနိုးချင်းတန်းစားလို့ရမယ့်မနက်စာမျိုးပါအဲသူတို့ရဲ့မနက်စာကတော့ဘာမှချက်ပြုတ်ကြော်လို့ထားခြင်းမရှိတဲ့ဟင်းသီးဟင်းရွက်အစိမ်းကြီးဖြစ်ပါတယ်မနက်နိုးလာတာနဲ့ရေကဲတတာတွေကဟင်းသီးဟင်းရွက်တွေထုတ်ပြီးတော့ကြွမ်းကြွမ်းနဲ့ဝါစားကြတာကဘောလကန်ဒီသားရဲ့စတိုင်ပဲဖြစ်ပါတယ်တကယ်တော့ဘောလကန်မှာကမနက်စာတင်မဟုတ်ပဲနဲ့ဘာစားစားအစိမ်းပဲစားတာများပါတယ်သူတို့စီမှာချက်တာဖြုတ်တာကခင်မစားတာပါ အဲကြောင့်ဘောလကန်သူတွေဆိုရင်ဝေးဝေးကနေသာရှောင်ကြဖို့အကြံပေးခြင်းပါ။ Okay ။နံပါတ်5အနေနဲ့ကတော့ကိုလံဘီယာပါ။နိုင်ငံအများစုမှာမနက်စာကိုကော်ဖီနဲ့တွဲတောက်ကြပေမဲ့ကိုလံဘီယာမှာတော့ဒါမျိုးမလုပ်ကြပါဘူး။သူတို့ရဲ့အဓိကမနက်စာကတော့ချောကလက်ပူပူလေးပဲဖြစ်ပါတယ်။ချောကလက်ပူပူလေးတွေကိုပေါင်မောက်လေးစိန်ပြီးတော့စားကြတာပါ။အဲတချို့ကလည်းဒီချောကလက်ထဲကို cheese stone လေးစိန်ပြီးတော့စားကြပါတယ်။မြင်တာနဲ့နေစီချိုဖြစ်ချင်းစရာကြီးဆိုပေမဲ့ဒီစီးရင်ထဲမှာတော့အကောင်းဆုံးမနက်စာလို့ပြောလို့ရပါတယ်။အဆုံးနေကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။